ပစ္စလက်စံနဲ့ခွင်းလဲလူသို့မဟုတ်ဇီရန်တယောက်ရှောက်ခဲ့တဲ့လမ်းစနေတင်ဇီရန်ဆိုတာသူတယောက်ခွင်းလဲမှာပါလာရင်ကိုအရာရာကိုခြားနောက်အောင်လုပ်ပြနိုင်တဲ့ကစားသမားပါသူ့ရဲ့အလင်ခေါက်တွေသူ့ရဲ့ root lab တွေနဲ့ပြိုင်ဘက်တွေကိုအကျဉ်းချင်းကြော်ဖြတ်ပြီးသူ့ရဲ့ရေချင်းကိုမှတ်ကြောက်တင်ပြီးသားပါ root lab လို့ပြောရင်ဇီရန်ကိုမြင်ရတဲ့အထိသူ့ရဲ့ကိုယ်ပိုင်အမှတ်သားတောင်ဖြစ်ခဲ့ပါတယ်အတင်တင်ရဲ့အားထားရတဲ့ကစားသမားဟာတိုက်စစ်ကစားသမားဖြစ်တာများပြီမဲ့ပြင်သစ်နဲ့သူကစားခဲ့တဲ့ကလပ်တိုင်းလိုမှသူကအရေးပါတဲ့ကစားသမားပါပဲ ဇီရန်ကိုထာဝရအကောင်းဆုံးကွင်းလယ်လူကွင်းလယ် Ghost လို့သတ်မှတ်လို့ရတဲ့အထိဇီရန်ကစွမ်းကုန်တောက်ပါခဲ့ပါတယ်။ Silas ကဒီလိုပြောဥပါတယ်။ဇီဇန်နဲ့တက်တာဆက်ကြောင်းပဲပေး။ချန်ပီယံလိဖလာကိုယူပြမယ်တဲ့။ရော်နယ်ဒို၊နာဇရီယိုကဇီရန်ဘောလုံးဆွဲလာပြီဆိုရုံရုံကြီးကြီးနဲ့ကျွန်တော်ပြေးပြီးကိုနေရာယူလို့ရပြီ။သူ့စီကဘောလုံးကဆုံရှုံသွားမှာမဟုတ်ဘူး။ဒါသေးကြတယ်ဆိုပြီးပြောခဲ့ဥပါတယ်။အခုတင်ဆက်ပေးမှာကတော့ဇနလင်ဇီရန်ရဲ့ဘဝဆက်ကြောင်းပဲဖြစ်ပါတယ်။ ဇီရန်ကိုဇွန်လ23ရက်1982ခုနှစ်ပြင်သစ်နိုင်ငံမာဆေးမှမွေးဖွားခဲ့တာပါဇီရန်ကိုနောက်ထပ်ဇီဇူးလို့လည်းလူသိများပါတယ်ဇီရန်မှာမွေးခြင်း၅ရောက်ရှိပြီးဇီရန်က အငယ်ဆုံးသားဖြစ်ပါတယ်ဇီရန်တို့ကပြင်သစ်မှာမွေးလို့ပြင်သစ်သားဖြစ်ပေမဲ့ဇီရန်ရဲ့မိဘတွေကတော့ပြင်သစ်သားမဟုတ်ခဲ့ပါဘူး Algeria နိုင်ငံသားတွေပါဒီလိုပြောလို့ရှုပ်သွားမလား LG ရမှာ1960ဝန်းကျင်လောက်ကစစ်အကြီးကျယ်ဖြစ်ခဲ့ပါတယ်စစ်ဖြစ်ရင်ခံစားရတာကပြည်သူတွေပါပဲဒီမှာစစ်ရဲ့ဘေးကနေလွတ်ဖို့အတွက် LG ရပြည်သူထောင်ထဲချပြီးပင်လယ်ကိုဖျက်ပြီးတော့ပြည်သက်နိုင်ငံတွေကိုခိုးဝင်ဖို့ကြိုးစားခဲ့ကြပါတယ်ပြင်သစ်နဲ့ LG ရကပင်လယ်တစ်ခုပဲချပါတယ်တစ်ဖက်မှာလည်းအဲ့ဒီချိန်ကပြင်သစ်ဆိုရကိုယ်တိုင်ကသူတို့နိုင်ငံတည်ထောင်ရေးအတွက်ဈေးဘောဘောနဲ့ခိုင်းလို့ရမယ် immigrant တွေကိုလာပါလာပါဆိုပြီးဖိတ်ခေါ်နေတဲ့အချိန်မှာဒီတော့ဝင်းဝင်း solution ဖြစ်နေတဲ့အတွက်ပြင်သစ်ကိုစစ်ဖြစ်တဲ့နေရာတည်တည်ကလူတွေကပြင်သစ်နိုင်ငံတွေကိုဝင်လာကြပါတယ်။အာဖရိကဘက်ကလူတွေလည်းပါပါတယ်။ဒါကြောင့်ပြင်သစ်ကပြင်သစ်သားမစစ်တော့ပဲအရောတွေများလာတာပါ။ဒီအကျိုးစကားအခုချိန်မှာပြင်သစ်မှာလူမဲ့ကစားသမားပေါ်များနေတာကဒါကြောင့်ပါပဲ။ဒါပေမဲ့ဒါကစိုးကျိုးမဟုတ်ခဲ့ပါဘူး။ကောင်းကျိုးအနေနဲ့ဇီလန်နဲ့ဘာပဲပေါ်ပါအစရှိတဲ့ပြင်သစ်သားစစ်စစ်မဟုတ်တဲ့ immigrant တွေကပြင်သစ်ရဲ့ဘောလုံးသမိုင်းကြောင်းကိုအများကြီးထောက်ကူဖြစ်စေခဲ့တာညင်လို့မရပါဘူး။ ဒီလိုနဲ့သူတို့ခေါ်လို့သွားခဲ့ပြီမဲ့ပြင်သစ်ကအခြေကျလာပြီးတဲ့နောက်ပြင်သစ်ရဲ့နောက်တက်တဲ့အဆိုအရကသူတို့နိုင်ငံအခြေကျတည်ငြိမ်သွားလို့ immigrant တွေကိုဒီထက်ပိုပြီးမလိုတော့ပါဘူးဒါကြောင့်ဒီလိုလောက်လာပါတယ်ပြင်သစ်မှာပြင်သစ်နိုင်ငံသားထက် immigrant တွေကပိုများလာတယ်ပြင်သစ်သားတွေကအလုံးမရှိတော့ပဲ immigrant တွေကနေရာယူလာတယ်ပြင်သစ်သားစစ်စစ်တွေကညှဉ်းပန်းလာတယ်သူတို့ယဉ်ကျေးမှုကိုထိခိုက်တယ်စားရဲစားရဲအချက်တွေနဲ့ immigrant တွေကိုပြင်သစ်တို့ကနိုင်ငံထဲကနေပြန်ပေါင်းထုတ်ချင်လာပါတယ်ဒါကြောင့်ပဲ ဇီရန်တို့မိသားစုကအထူးသဖြင့်ဇီရန်မှာတိုင်ငယ်စိတ်တွေစိတ်မလုံခြုံမှုတွေနဲ့ကြီးပြင်းလာခဲ့ရတာပါဇီရန်ကဘလို့ပဲပြင်သစ်မှမွေးတဲ့ပြင်သစ်သားစစ်တွေစုစည်းအောင်တော့အင်မီဂရန့်မိဘတွေကမွေးဖွားလာလို့ပြင်သစ်သားစစ်စစ်တွေရဲ့ခွဲခြားဆက်ဆံရာကိုခံခဲ့ရပါတယ်ဇီရန်ကကျွန်တော်တို့ပုံဝင်ချက်မှာအင်မီဂရန့်တွေအားလုံးကဆင်းရဲသားတွေကြီးပဲကျွန်တော်တငယ်ချင်းတွေကအရတောက်ရင်တောက်မတောက်ရင်စလိတောက်နေတဲ့တွေပဲဒါပေမဲ့ကံကောင်းတာကကျွန်တော်တို့ဘောလုံးကံပြေးခဲ့တာပါနောက်ပြီးဇီရန်ကသူတို့ပတ်ဝန်းကျင်ကအလုပ်သမားရက်ွက်ဖြစ်တော့ပေမန့်ဆင်းရဲကြပြီးနေ့စဉ်ဆူဆိုက်တဲ့သူတွေလည်းအများကြီးရှိတယ်လို့ဆိုပါတယ် ဇီရန်တို့အင်မီဂရန့်တွေကအစိုးရကပေးထားတဲ့နေရာမှာပတ်ပတ်လည်တိုင်နေကြမှာနေရာလွတ်တွေရှိပြီးအဲ့ဒီနေရာကဘောလုံးဝင်းဖြစ်လာခဲ့တာပါပဲ။ Play Starter လို့လူသိများတဲ့အင်အားအဆောက်အအုံရဲ့အဓိကအရှင်မြတ်မှာဘောလုံးကစားခဲ့ကြတာပါ။ဒါကဇီရန်တို့ကစားသမားပြိုးထောင်မှုနေရာလေးဖြစ်ခဲ့ပါတယ်။ဒီနေရာလေးမှာဘောလုံးကံပြီးဇီရန်ဆိုတာဖြစ်လာတာပါ။အသက်၅နှစ်အရွယ်မှာစပြီးဇီရန်ကဘောလုံးကစားခဲ့တာပါ။ဇီရန်ကပြင်သစ်နဲ့အယ်ဂျီးရီးယားနိုင်ငံလုံးကိုစားပြုခွင့်ရှိပေမဲ့ဇီရန်ကသူ့မွေးခဲ့တဲ့ပြင်သစ်ကိုပဲရွေးချယ်ခဲ့ပါတယ်။ ဇီဒန်ရဲ့ဖေကအားသောအလုပ်လုပ်ခဲ့ပြီးအမေကတော့အိမ်ကူလုပ်ကိုလုပ်ကံခဲ့ရပါတယ်ဇီဒန်ကအန်ဆိုဖရန်စစ္စကိုနဲ့ဘာဘင်ကိုအားကြပြီးဘောလုံးသမားဖြစ်ချင်ခဲ့ပါတယ်နောက်ပြီးဇီဒန်ကမာရာဒိုနာကိုလည်းသဘောကျတဲ့သူဖြစ်ပါတယ်၁၄နှစ်သားဇီဒန်က1986ကမ္ဘာဖလားကို TV ကနေကြည့်ရင်မာရာဒိုနာကိုသဘောကျခဲ့တာပါကျွန်တော်အဲ့ဒီချိန်က TV ကနေမာရာဒိုနာကစားနေတာကိုကြည့်ရင်သူကတခြားကစားသမားတွေနဲ့ခြားနာတယ်လို့တွေးနေခဲ့တာပါ ဒါကြောင့်ဘောလုံးသမားဖြစ်ချင်တဲ့စီရန်ကမာဆေးမျိုးပေါ်ကလမ်းတွေမှာတငယ်ချင်းတွေနဲ့ဘောလုံးကန်နေတာကိုပြည်သက်နိုင်ငံထဲမှာအရင်ချင်းရှိတဲ့လူငယ်တွေကိုရှာဖွေနေတဲ့ဆန်ဒရီဆိုတဲ့ကင်းတော်ကဒီလမ်းပေါ်ကဘောလုံးဘွဲကိုအမှတ်မထင်ကြည့်မိရင်ကအသက်၁၇နှစ်ပဲရှိသေးတဲ့ဒီကောင်လေးကိုသတိပြုမိသွားပါတယ်။ပင်ကို dribbling စွမ်းရည်နဲ့ skill တွေကဆန်ဒရီကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ training မှာ၃ရက်တာလာရောက်လေ့ကျင့်ဖို့ဖိတ်ခေါ်ခံခဲ့ရပါတယ်။ဇီလန်ရဲ့ဘောလုံးသမားဘွားအစပိုင်းမှာတော့တိတ်မလွယ်ကူခဲ့ပါဘူး။ immigrant ဖြစ်တဲ့ဇီလန်က ခွဲခြားဆက်ဆံခံခဲ့ရတာရှိခဲ့တာကြောင့်ခက်ခဲခဲ့ရပါတယ်။ဒါပေမဲ့ဒါတွေက ဇီတိုင်းရဲ့ဘောလုံးသမားဖြစ်ခြင်းနဲ့ဇွဲနဲ့ပါရမီကိုမကျော်နိုင်ခဲ့ပါဘူး။ immigrant တွေကလည်းခပ်ပိမ့်မိတ်နဲ့မဟုတ်ဘူးဆိုတာပြချင်တယ်ဆိုပြီးဖေဖြစ်သူကိုပြောပြီးဘောလုံးလောကတွေကိုဝင်ဖို့စ조사ခဲ့ပါတယ်။ဇီတိုင်းကသူ့အသက်18နှစ်မှာပဲကိန်းလူငယ်ကနေအသင်းကြီးကိုတက်လှမ်းဝင်ရခဲ့ပါတယ်။အရေးသွေးနဲ့အလားအလာများစွာရှိတဲ့ဇီတိုင်းကိုကိန်းအသင်းနီးပြကဇီစုကအဲ့ဒီအချိန်တွေကတော်တော်လေးကိုထူကြတယ်။ငင်းငင်းကုတ်ကုတ်လေးပဲနေတယ်။စကားသိပ်မပြောဘူး။ စိတ်ဒဏ်ရာတွေရှိနေတဲ့ပုံပဲဒါကြောင့်လည်းပိုကူညီဖြစ်တယ်ကြိုးစားတာကတော့ပြောစရာမလိုဘူးဆိုပြီးတော့ပြောပြခဲ့ပါတယ်စီရန်ကသူ့ရဲ့ professional ကစားသမားဘဝပထမဆုံးပွဲဥတော်ကို1989မေလ16ရက်နေ့မှာကိန်းအသင်းနဲ့ Nantes အသင်းကိုတွေ့ခဲ့တဲ့ပွဲမှာကစားခွင့်ရခဲ့ပြီးတိုက်ဆိုင်စွာပဲသူ့ရဲ့ပထမဆုံးဂိုးကလည်း Nantes အသင်းနဲ့1997 February 10ရက်နေ့မှာတွင်းယူနိုင်ခဲ့တာဖြစ်ပြီးကိုသမားကိုကြော်ပြီးတွင်းယူခဲ့တာပါဒီဘက်မှာနှစ်ကိုးတကိုးနဲ့အသင်းကနိုင်ခဲ့ပါတယ် အသင်းရဲ့ဥက္ကရာကတော့သူ့အသက်အရွယ်ကစားသမားတယောက်အတွက်ဒီကိုကကောင်းလို့နေလို့ဆိုခဲ့ပါတယ်။အဲ့ဒီချိန်တည်းကဇီဒန်ကသူ့ရဲ့ roulette ကိုအသုံးပြုနေခဲ့ပါပြီ။ဇီဒန်က professional ကစားသမားဖြစ်လာပြီမဲ့သူ့မှာကိုပိုင်ကားဆိုတာမျိုးမရှိသေးပါဘူး။သူ့အသင်းကိုလာရင်တခြား transportation တစ်ခုခုနဲ့လာရပါတယ်။ဒါပေမဲ့သူ့အချင်းရင်ကွင်းကိုနောက်ကျတာမျိုးမရှိခဲ့ပါဘူး။ကိန်းသင်းကဇီလန်မကစားခင်ကအသင်းက44နှစ်အတွင်းမှာအမြင့်ဆုံးက top 10ဝင်နေဆိုုံလေးပဲရှိခဲ့တဲ့အသင်းမှာဒါပေမဲ့ဇီလန်အသင်းအတွက် ကစားပေးခဲ့တဲ့အချိန်မှာတော့အဆင့်၄တွင်ဝင်ခဲ့ပြီးဥရောပဝင်ခွင့်တနေရာကိုရခဲ့ပါတယ်။ဇီဒန်က1989ကနေ1992အထိကိန်းအင်းသင်းတွေကစားပေးခဲ့ပြီး62ပွဲကစား69သွင်းခဲ့ပါတယ်။ကိန်းအင်းသင်းကဇီဒန်ကိုကမ္ဘာကမတည်သေးပါဘူး။1992မှာတော့ဇီဒန်ကဘော်ဒိုအသင်းကိုပြောင်းခဲ့ပါတယ်။ဘော်ဒိုမှာတော့သူကယန်စတာဖြစ်လာခဲ့ပါတယ်။ဘော်ဒိုမှာဇီဒန်ကပိုပြီးတောက်ပါခဲ့ပါတယ်။ပိုပြီးလည်းအောင်မြင်ခဲ့ပါတယ်။ဇီဒန်ကဘော်ဒိုနဲ့အတူ၄ရာသီကြာဖြတ်သန်းပြီး ပထမဆုံးပွဲထွက်ရာဒီမှာပဲသူ့ရဲ့ခြေစွမ်းအနေနဲ့အသင်းကိုကူညီပေးခဲ့ပြီးအဲ့ဒီရာဒီမှာအသင်းကအဆင့်၄နဲ့ရာဒီပိတ်သိမ်းခဲ့ပြီးဘော်ရိုကိုယူရိုပါလိဝင်ဝင်ဥရောပပွဲကစားခွင့်ရအောင်ကူညီပေးနိုင်ခဲ့ပါတယ်ဘော်ရိုမှာဇီလန်ကဖရီကစ်တွေအလိန်ခေါက်တွေပတ်စင်တွေစားရဲစားတဲ့အရာအလုံးကိုလုပ်ပြခဲ့ပြီးဇီလန်ကတဖြည်းဖြည်းနဲ့ကြော်ကြားလာခဲ့ပါတယ်ဒုတိယရာဒီမှာဇီလန်ကဘော်ရိုအတွက်ဥရောပပွဲတွေကိုကစားပေးခွင့်ရခဲ့ပါတယ်1995ရာဒီမှာဇီလန်ရဲ့ဘော်ရိုအသင်းက ယူရိုပါလိဖိုင်နယ်ထိရောက်ခဲ့ပြီမဲ့ဖိုင်နယ်မှာဘိုင်ယန်မြူးနစ်ကိုရှုံးသွားခဲ့တာကြောင့်ဒုတိယနေ့သာချိန်နှက်ခဲ့ရပါတယ်။ဒါပေမဲ့ဇီဒန်ကဘော်ရိုးနဲ့အတူ UEFA Inter-Turin Cup ကိုလည်းစုခူးနိုင်ခဲ့ပါတယ်။ဘော်ရိုးရဲ့နီးပြားကဇီဒန်ကအရန်ကိုမှပိုတန်ရှယ်ရှိတဲ့ကစားသမားဖြစ်လို့အသင်းမှာအားထားရပြီမဲ့ဒီထက်အောင်မြင်တဲ့အဆင့်တစ်ခုမှသူ့ကိုမြင်ကျင်တယ်။ဒါကြောင့်ပဲသူ့အသင်းပြောင်းဖို့ဖြစ်လာတဲ့အခါကျွန်တော်မပြတ်သားခဲ့ဘူး။ဆိုလိုတာကတားချင်ပြီမဲ့မတားရတာကိုပြောချင်တာဖြစ်နိုင်ပါတယ်ဒီလိုနဲ့ဘော်ရိုးမှာခြေစွမ်းပြနေတဲ့ဇီဒန်ကိုအဲ့ဒီအချိန်ကပရီးမီးယားလိချန်ပီယံဖြစ်တဲ့ ဘလက်ဘန်အသင်းကခေါ်ဖို့ကြိုးစားခဲ့ပူပါတယ်။အဲဒီကာလမှာဘလက်ဘန်ကပရီးမီးယားလိဂ်မှာအသင်းကြီးစီးရင်ဝင်ခဲ့ပါတယ်။ယူနိုက်တက်ကြီးစိုးနေတဲ့ခေတ်မှာဘလက်ဘန်ကဖောက်ပြီးချန်ပီယံဖြစ်ခဲ့တာပါ။ဒါပေမဲ့ဘလက်ဘန်ပုတ်ဖွဲ့ကဇီဒန်ရဲ့ကစားဟန်ကပရီးမီးယားလိဂ်မှာအဆင်မပြေလောက်ဘူးဆိုပြီးလက်လျှော့ခဲ့ပါတယ်။နောက်ပြီးဘလက်ဘန်အသင်းဥက္ကဋ္ဌကအဲဒီအချိန်ကအသင်းကြီးပြဖြစ်တဲ့ကင်နီဒက်ဂလစ်ကိုမင်းအသင်းမှာတရှားဝုတ်ရှိနေတာဇီဒန်လိုသေးလို့လားဆိုတဲ့စကားနဲ့ဇီဒန်ကိုမဝယ်ပေးခဲ့ပါဘူးဒီစကားကလည်းနာမည်ကျော်သွားခဲ့ပါတယ်ဒါကြောင့်မယ့်ဇီဒန် ရီးမီးယားလိကိုမရောက်ခဲ့တာပါနောက်ထပ်ဇီဒန်ပရီးမီးယားလိကိုရောက်ဖို့နှိစက်ခဲ့တာတခုရှိပါသေးတယ်ဒါကတော့ဇီဒန်ကိုယ်တိုင်ကအဲ့ဒီချိန်ကညူကာဆယ်ကိုပြောင်းရင်လို့ဇီဒန်က offer ခဲ့ပေမဲ့ညူကာဆယ်ကပယ်ချခဲ့တာပါနောက်ဆုံးမှာတော့ဇီဒန်က1996မှာယူဗင်တက်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်ယူဗင်တက်ပါအီတလီစကားမှာ J မရှိလို့ယူဗင်တက်လို့ပဲခေါ်ပါတယ်ကျဲတယ်လို့ခေါ်ပါနာမည်ကအဓိကမဟုတ်ပါဘူးဘောရိုးသင်းအတွက်136ဝယ်ကစားခဲ့ပြီး 28ကိုသွင်းယူပေးခဲ့ပါတယ်။အဲဒီ UV နဲ့အသင်းကိုပြောင်းတဲ့နှစ်မှာပဲဇီဒန်က1996ယူရိုကိုပြင်သစ်နဲ့အတူပါဝင်ခွင့်ရခဲ့ပါတယ်။ပြင်သစ်အသင်းက semi final ထိရောက်ခဲ့ပြီ။ semi final မှာ chess အသင်းကို penalty မှာရှုံးနေခဲ့ပြီးပြိုင်ပွဲကထွက်ခဲ့ရပါတယ်။အဲဒီပြိုင်ပွဲမှာဇီဒန်ကအားလုံးမျှော်လင့်ထားသလိုခြေစွမ်းပြနိုင်ခဲ့ပါဘူး။ ပြန်ပွဲကနေပြန်လာခဲ့တဲ့စီဇန်ကကလပ်အသင်းယူဗင်တက်မှာအရန်ကိုကောင်းတဲ့ခြေစွမ်းတွေကိုပြသနိုင်ခဲ့ပါတယ်။ဇီဒန်ကယူဗင်တက်နဲ့အတူ1996-99 Serie A ဖလားနဲ့1996 Internazionale Cup တို့ကိုစုကူးနိုင်ခဲ့ပါတယ်။ဇီဒန်ကပထမဆုံးရာသီမှာပဲအသင်းနဲ့အတူခြေစွမ်းပြစုဖလားတွေစုကူးခဲ့ပြီး Serie A တနစ်တာအကောင်းဆုံးနိုင်ငံခြားကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ဇီဒန်ကယူဗင်တက်မှာအက်ဂါဒေးဗစ်နဲ့အတွဲညီညီကစားခဲ့ပြီးတငယ်ချင်းတွေလည်းဖြစ်ခဲ့ပါတယ်။အက်ဂါဒေးဗစ်ကသူ့ရဲ့ဘဝကိုမမေ့ဘူး။ အမြဲတမ်းကြားနေစေဖို့အထောက်အကူဖြစ်စေခဲ့တဲ့အကြောင်းကိုဇီဒန်ကပြောပြခဲ့မှုပါတယ်။ကျွန်တော်ယူဗင်တက်တို့ကစားနေတဲ့အချိန်တရက်တော့အာဂါဒေးဗစ်ကလာမိတယ်။လေ့ကျင့်ရင်ပြင်လန်းနေဖို့ဘောလုံးသွားကန်ချာမလားတဲ့။ကျွန်တော်ညင်းခဲ့တယ်ပြီးတော့ပြန်ပြောခဲ့တယ်။ငါတို့ကအသင်းကြီးတစ်သင်းအတွက် professional ကစားနေကြတာလမ်းမပေါ်မှာကစားတာမသင့်တော်ဘူးလို့အဲ့ဒီမှာသူကပြန်ပြောတယ်မင်းမေ့နေပြီလားငါတို့ဒီဘောလုံးကစားနေကိုလမ်းလေးပေါ်မှာပဲသင်ခဲ့ကြတာလေအခုမင်းရဲ့တိတ်ကိုခဏဖြစ်ဖြစ်ပြန်သွားလို့ရတာပေါ့ ူကထပ်ပြီးစီယုံတယ်ဒါနဲ့ကျွန်တော်လည်းသူနဲ့အတူလမ်းမတွေထားမှာသွားကစားဖြစ်ခဲ့ပါတယ်အဲကကဒီလိုမျိုးကစားရတာဆွဲလက်နှစ်သက်ပြီးအဲဒီအတွက်လည်းသူ့ကိုယ်သူဂုံယူနေတဲ့သူတွေရောပါသူကကျွန်တော်အတွက်ခင်မရတဲ့တငငချင်းကောင်းပါယူဝင်တဲ့ကွင်းလယ်မှာဒီကစားသမားနှစ်ယောက်ကကွင်းနှုံးကွင်းမြင်အတွဲညီခဲ့ပါတယ်ယူဝင်တဲ့ကွင်းလယ်မှာအဓိကဖြစ်လာတဲ့စီတန်းကအသင်းရဲ့ကစားကွက်နဲ့တိုက်စစ်မှုဒေဗီယာရုဂိုးတွေရဖို့အတွက်ဂိုးဘန်နေမှုအပိုင်းမှာပါသူကမရှိမဖြစ်ပါပဲဒေဗီယာရုကစီတန်းကကျွန်တော်ကိုအများကြီးအကူအညီဖြစ်စေခဲ့တယ်သူကအသင်းအတွက်ကစားပေးတဲ့သူပါ တကူကောင်းစိတ်မရှိဘူးသူကထူးခြားတဲ့ရည်သွေးတွေရှိတယ်သူနဲ့ကစားခဲ့ရတာကျွန်တော်တကယ်ကံကောင်းပါတယ်လို့ပြောခဲ့ပါတယ်နောက်ရာသီမှာတော့စီရန်ကယူဗင်တက်ကို1998 Serie A ချန်ပီယံဖြစ်အောင်ကူညီပေးခဲ့ပြီလိ32ပွဲမှာ9ဂိုးသွင်းယူခဲ့ပါတယ် ဥရောပပြိုင်ပွဲတွေမှာတော့ယူဗင်တက်နဲ့အတူ1996 99ရာသီနဲ့1996 98ရာသီနှစ်ရာသီဇလိုက်ဖိုင်နယ်ကိုရောက်ခဲ့ပြီမြန်နှစ်ကြိမ်စလုံးမှာဒုတိယနေသာကျင်းနေခဲ့ရပါတယ်1996 99ရာသီမှာဒေါမွန်ကိုဖိုင်နယ်မှာ3ဂိုးတကိုးနဲ့ရှုံးခဲ့ပြီး1996-98ရာသီမှာတော့ရီယယ်မက်ဒရစ်ကိုတကိုးကိုမရှိနဲ့ရှုံးနေခဲ့ရပါတယ်ဒီလိုနဲ့ဥရောပဖိုင်နယ်တွေကို၃ညကစားခဲ့ရပြီးဒုတိယကြီးနေသာကျင်းနေခဲ့ရပါတယ်အဲဒီနောက်1998ကမ္ဘာဖလားကိုပြင်သစ်အသင်းနဲ့အတူဝင်ရောက်ရှင်မဲခဲ့ပြီး Durant, Onuri, Lizarazu, ဒီကစားသမားတွေရဲ့ခြေစွမ်းပြမှုနဲ့တူသူတို့ထပ်ပို့ပြီးတော့အဓိကခြေစွမ်းပြခဲ့တဲ့ဇီဒန်ဒီကမ္ဘာဖလားမှာဇီဒန်ပါလဲဆိုတဲ့တကမ္ဘာလုံးကိုပြသနိုင်ခဲ့တာပါကမ္ဘာဖလားမှာပြင်သစ်အသင်းရဲ့အဖွင့်ဂိုးကဆလို့ဖိုင်နယ်မှာဂိုးသွင်းယူခဲ့တဲ့အထိဇီဒန်နဲ့မကင်းခဲ့ပါဘူးပြင်သစ်အသင်းအတွက်ဂိုးဖန်တီးမှုဂိုးပါဝင်ပတ်သက်မှုနောက်ပြီးဇီဒန်ရဲ့အတိုးအလှုပ်တွေဘောလုံးနဲ့တူဆွဲထွက်လာနိုင်မှုတွေကတိုက်စစ်ကစားသမားတွေအတွက်အထောက်အကူအများကြီးဖြစ်စေခဲ့ပါတယ် ဒါအပြင်ဖိုင်နယ်မှာဘရာဇီးနဲ့တွေ့ခဲ့ပြီးတစ်ဖက်မှာရော်နယ်ဒိုရီဗာဒိုလိုလိုဘရာဇီးရဲ့အဓိကကျယ်ဝင့်နေပါဝင်တဲ့အသင်းကို၃ဂိုးကိုမရှိဆိုတဲ့ရလနဲ့အနိုင်ယူခဲ့တာပါဖိုင်နယ်မှာဇီဒန်ကဂိုး၂ဂိုးသွင်းခဲ့ပြီးထောက်ကန်ဘောကလည်း၂ဂိုးစလုံးကိုခေါင်းတိုက်သွင်းခဲ့တာပါ ဲ့ဒီ final အသင်းရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းဇီဒန်ကပဲရရှိခဲ့တာပါ။ပြိုင်ပွဲပြီးတော့ဇီဒန်ကပြင်သစ်နိုင်ငံရဲ့ national hero တယောက်ဖြစ်လာခဲ့ပါတယ်။ဇီဒန်ကိုပြင်သစ်တနိုင်ငံလုံးကချိုးဆိုခဲ့ကြပြီးတချိန်ကသူတို့ခွဲခြားဆက်ဆံခဲ့တဲ့ immigrant တယောက်ကအခုသူတို့နိုင်ငံအတွက် hero ဖြစ်နေပါပြီ။ဇီဒန်ကိုနိုင်ငံအဆင့်ခုံပြူးမှုတွေဝဲစိတ်တွေပါပေးအပ်ခဲ့ပါတယ်။1998ခုနှစ်ကဇီဒန်အတွက်ထူကြပါတယ်။ယူဝင်တဲ့အမှတ်ပေးပြန်ပြန်ဖြစ်ခဲ့တယ်လို့ကဘာဖလားလည်းရခဲ့တာကြောင့်ဇီဒန်က1998ခုနှစ်အတွက်ဖလွန်ဒီယိုဆုကိုယူဝင်တက်မှာပဲရရှိခဲ့ပါတယ်။ ဒီစုအတွက်ဇီဒန်ကခရိုအေးရှားသားစုကနဲ့ရော်နယ်ဒိုနာဇရီယိုနဲ့အဓိကရှင်ပြိုင်ခဲ့ရပြီး244မဲနဲ့မဲအပြတ်သက်အခွာနဲ့ဒီစုကိုထိုက်လိုက်တဲ့နဲ့စုကူးခဲ့တာပါဘလွန်ဒီယိုရာပြီးတဲ့နောက်ရာသီမှာတော့ UEFA ကစီးရီး A မှာအဆင့်9နဲ့ရာသီပိတ်သိမ်းခဲ့ပြီး Champions League မှာလည်း Semi Final မှာ Manchester United နဲ့အတွေ့မှာနှစ်ကြော့ပေါင်းရလဲ၄ဂိုး၃ဂိုးနဲ့ထွက်ခဲ့ရပါတယ်။ဒီပွဲမှာဇီဒန်ကအသင်းကိုဂိုးဖန်တီးမှုတွေနဲ့အတူကူညီပေးခဲ့တယ်လို့ခြေစွမ်းလဲပြနိုင်ခဲ့တာကြောင့်ဇီဒန်ကိုပွဲပြီးမှစာ LS ကချီးကျူးသွားခဲ့ပါတယ်။ဒုတိယအကြော့အတွက်ဇီဒန်ကိုထိန်းနိုင်ဖို့နီးပြူဟာချမှတ်ခဲ့ရတယ်လို့လည်းဝန်ခံခဲ့ပါတယ်။ UN လက်က2000-2001မှာ Serie A မှာဒုတိယပဲရခဲ့ပြီးဇီဒန်ကဂျိုကန်ဂီကိုခေါင်းနဲ့တိုက်လိုက်တာကြောင့်အနီကပ်ပြပွဲပယ်ခံခဲ့ရပါတယ်။ UN လက်ကလည်း Champions League အုပ်စုအဆင့်ကနေပဲထွက်ခွာခဲ့ရပါတယ်။ဇီဒန်ရဲ့ခေါင်းတိုက်ချက်အဲ့ဒီတည်းကစခဲ့တာပါ။ အီတလီမီဒီယာတွေကဇီဒန်ကိုဒေါသကိုမထိန်ချုပ်နိုင်တဲ့သူဖြစ်ဆွဆွဲရေးသားခဲ့ကြပါတယ်။ဇီဒန်ကငိုတွေကစိတ်ဆက်သူပါမဟုတ်မခံတဲ့သူပါ။ဒါကငငယ်ကဖိနှိပ်ခံရတဲ့စိတ်မလုံခြုံစွာနဲ့နေခဲ့ရတဲ့ခွဲခြားဆက်ဆံခဲ့ရတဲ့လူတယောက်အတွက်လူတွေကိုသူ့ရဲ့တုံ့ပြန်မှုကနည်းနည်းကျွတ်ဆက်ဆက်ဆံပြီးမယင်ကျေးနိုင်ခဲ့ပါဘူး။ဒါပေမဲ့လည်းဇီဒန်က2001ခုနှစ်အတွက် Serie A တစ်နှစ်တာအကောင်းဆုံးနိုင်ငံခြားဘောလုံးသမားစုကိုဒုတိယအကြိမ်ပြစ်စုဟုနိုင်ခဲ့ပြန်ပါတယ်။အဲဒီနောက်ဇီဒန်က Real Madrid ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ ဇီရန်ကယူဝင်တပ်မှ9နှစ်ကြာကစားခဲ့ပြီး151ပွဲကစားသွင်းကို24ကိုသွင်းယူနိုင်ခဲ့ပါတယ်။ Serie A MLB ဖလား2ချိန်၊ Super Cup အီတလီယာဖလား2ချိန်၊ UEFA Super Cup 2ချိန်၊ International ဖလား2ချိန် UEFA Intertoto Cup ဒီဇိန်တို့ကိုရရှိခဲ့ပါတယ်။ဇီဒန်ကို Real Madrid က2001မှာကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်း Euro 89.5နဲ့လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး Pirig ရဲ့ကျယ်စင်စုအစီအမံကိန်းမှာပါဝင်ဝင်ရခဲ့ပါတယ်။ Madrid ကိုရောက်ချိန်မှာတော့ Ronaldo Nazario, Figo, David Beckham, Roberto Carlos, Raul စတဲ့ကမ္ဘာအဆင့်ကစားသမားတွေနဲ့အတူကစားကွင်းရခဲ့ပြီး Madrid မှာတော့သူ၃ချိန်တိုင် Final ရောက်ခဲ့ပြီးလွဲခဲ့ရပြီးဥရောပချန်ပီယံဆုကိုရခဲ့ပါတယ်။အဲ့ဒီနဲ့2000နှစ် Final မှာ လေဗာကူဆင်းနဲ့တွေ့ခဲ့ပြီးဇီဒန်ကကလပ်အသင်းနဲ့သူ့အတွက်နာမည်ကျော်ကံကြက်နဲ့အနိုင်ကိုကိုသွင်းယူပေးခဲ့ပါတယ်။ဆက်ရှိကိုက်စီးဆက်နာကလည်းဘယ်ချီနဲ့ဘော်ဒီကံကြက်၊မြေမကျကံကြက်နဲ့ကံသွင်းယူခဲ့ပြီးအဲ့ဒီအနိုင်ကိုကြောင့်ရီယယ်မက်ဒရစ်ကလေဗာကူဆင်ကို2ဂိုး2ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပြီးချန်ပီယံလိဆုဖလာကိုလည်းဆုခုနိုင်ခဲ့ပါတယ်။ဒီကိုကချန်ပီယံလိသမိုင်းမှာအကြီးအကျယ်ဆုံးဂိုးတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ တောင်းမှာလီဗာကူဇင်နောက်တန်းနဲ့ရောဘတ်တိုကာလို့စ်တို့ဘောလုံးရှင်လူရာကနေကြလာတဲ့ဘောလုံးကိုအေရီးယားထိပ်အတွင်းဘက်နာမှာရှိတဲ့စီရန်ကဘောလုံးကြလာကိုစောင့်ပြီးမြေမကြကန်သွားခဲ့တာပါတိုင်းပင်ဘောလုံးကျွမ်းကျင်မှုဒါရီအားလုံးပေါင်းဆက်ပြီးသွင်းသွားတဲ့ဂိုးတကူဖြစ်တာကြောင့်ပါရီယယ်မက်ဒရစ်နဲ့အတူချန်ပီယံလိဖလာစုခူးနိုင်ခဲ့တဲ့စီရန်က2002အတွက်ဥရောပအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။နောက်ရာသီ2002-2003ရာသီမှာရီယယ်မက်ဒရစ်နဲ့အတူလာလီဂါအပံပေးဖလာရခဲ့ပြီးမက်ဒရစ်ရဲ့ကွင်းထဲမှာ ဖီဂိုနဲ့အတူခြေစွမ်းပြပြီးအသင်းကိုကူညီပေးကြရတဲ့အကြောင်း ဖီဘာတပတ်စုကိုတတိယအကြိမ်မြောက်စုခိုးနိုင်ခဲ့ပါတယ်။၂၀၀၄မှာတော့ပြည်သက်တွေကဇီဒန်ကို UEFA ရဲ့၂၅၀မြောက်ရွှေတုစစ်တမ်းမှာ၂၅၀အတွင်းအကောင်းဆုံးဥရောပဘောလုံးသမားအဖြစ်မဲပေးခဲ့ကြပါတယ်။မက်ဒရစ်ရဲ့နောက်ဆုံး၂ရာသီမှာတော့ဘာစုဖလားမှမရခဲ့ပါဘူး။သူ့ရဲ့နောက်ဆုံးရာသီမှာစုဖလားမရပဲပြီးဆုံးသွားခဲ့ပေမဲ့ဇီဒန်ကတော့ခြေစွမ်းမပြခဲ့တာမဟုတ်ပါဘူး။၂၀၀၆ခုနှစ်ဇန်နဝါရီလမှာတော့စီဗီလာကို၄ဂိုး၂ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာကစားသမားဘဝပထမဆုံးဟက်ထရစ်ကိုသွင်းယူနိုင်ခဲ့ပါတယ်။အသင်းပေါ်ရန်ဒေးဗစ်ကန်တို့ရဲ့နောက် Real Madrid အတွက် ဒုတိယမြောက်ခိုးသွင်းအများဆုံးနဲ့ဖန်တီးမှုအများဆုံးသူဖြစ်ယာသီပိတ်သိမ်းခဲ့ပါတယ်2006ကမ္ဘာဖလားကိုပြင်သစ်အသင်းရဲ့အတူဝင်ရောက်ရှင်ပြန်ခဲ့ပြီးဒါကသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်ခဲ့တယ်လို့ကစားသမားဘဝအဆုံးသတ်ဖို့လည်းဖြစ်လာခဲ့ပါတယ်အဲ့ဒီ2006ကမ္ဘာဖလားမှာလည်းပြင်သစ်တနိုင်ငံလုံးရဲ့မျှော်လင့်ချက်ဖြစ်ခဲ့တဲ့ဇီဒန်ကခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး16သင်းအဆင့်မှာလည်းဇီဒန်က 90+2 အနိုင်သေးကြစီမဲ့ဂိုးကိုသွင်းယူခဲ့ပြီးစီမီဖိုင်နယ်မှာလည်းပေါ်တူဂီနဲ့အတွေ့မှာပယ်နယ်တီကနေဂိုးတကူသွင်းယူပေးခဲ့ပါတယ်။အီတလီကွင်းလယ်ကဇီဒန်ပါတဲ့ပြင်သစ်ကွင်းလယ်ကိုရှင်နိုင်ဖို့ခက်ခဲပါတယ်။ပယ်နယ်တီဂိုးတကူသွင်းခဲ့သလိုဒါပေမဲ့အီတလီကစားသမားမာတာရာဇီရဲ့အမေရေနှမရေနဲ့ပြောတဲ့အပြောမှာစိတ်ဆက်ပြီးဒေါသကြီးတဲ့ဇီဒန်ကမာတာရာဇီရဲ့ရင်ဘတ်ကိုခေါင်းနဲ့တိုက်လိုက်ပါတယ်။အဲ့မှာပဲဒါရဲ့အနီကန်နဲ့ထွက်ခဲ့ရပါတယ်။တယောက်ရောတဲ့အပြင်ရောတဲ့သူကဇီဒန်ဖြစ်နေတော့လက်ကျန်ပွဲချင်းကို ြင်သစ်တို့ထိန်ကစားရင်ပနတီအဆုံးဖြတ်မှာဂျုံပေးခဲ့ရပါတယ်ပြင်သစ်တနိုင်ငံလုံးရဲ့မျှော်လင့်ချက်တွေလည်းပြတ်သုံးသွားခဲ့ရပါတယ်ဒါပေမဲ့ဇီရန်ကိုပြင်သစ်နိုင်ငံသားတွေရောပြင်သစ်အသင်းသားတွေကပါခွင့်လွှတ်ခဲ့ကြပါတယ်ဇီရန်ဒီလိုလုပ်ခဲ့တာအကြောင်းရှိပါတယ်ဒီအကြောင်းကိုဇီရန်ကနောက်ပိုင်းမှာပြောပြပါတယ်သူကကျွန်တော်အင်ဂျီကိုတစ်ချိန်လုံးလိုက်ဆွဲနေလို့မင်းလိုချင်ရင်ပွဲပြီးရင်ပေးမယ်လို့ကျွန်တော်ပြောလိုက်တာပါဘာကိုငါလို့ကျင်တာမင်းညမပဲဆိုပြီးအမေရီရောနှမရီရောဇက်တိုက်ပြောလာတော့ကျွန်တော်သီးမခံနိုင်တော့ဘူးဒါကြောင့်ဒီလိုလုပ်ခဲ့တာပါဒီကိစ္စကိုနောင်နာရလာလို့မေးတဲ့အချိန်မှာဇီရန်က ျွန်တော်နောက်နောက်မရပါဘူးနောက်နောက်ရတယ်ဆိုရင်သူ့မှန်တယ်ဖြစ်သွားမှာပေါ့ဒီတော့နောက်နောက်မရပါဘူးဒါပေမဲ့ပြင်သစ်တနိုင်ငံလုံးရဲ့ဒီပွဲကို TV ကနေကြည့်နေရလူ1ဘီလီယံဒါမှမဟုတ်3ဘီလီယံနဲ့ကလေးသမောင်းများစွာအတွက်တော့ကျွန်တော်တောင်းပန်ပါတယ်လို့ပြောခဲ့ပါတယ်တကယ်ဆိုအဲ့နှစ်ကဇီဒန်ကဘလွန်ဒီယောရောက်ကိုရေပန်းစားနေခဲ့တာပါဒါပေမဲ့ဇီဒန်ရဲ့ဒီလိုလုပ်ရကြောင်းဖီဘာကအီတလီနောက်ခံလူကန်နာဗာရိုကိုပေးခဲ့ပါတယ်အဲ့နှစ်ကပြိုင်ပွဲကနေအနီးကကြောင်းထွက်သွားတဲ့ဇီဒန်ကဘောလုံးကွင်းထဲကနေထွက်သွားတာမဟုတ်ဘဲဘောလုံးလောကကိုအပီးတိုင်ဆုံးခွာသွားခဲ့တာပါ 2006ခုနှစ်မေလ9ရက်နေ့ကကဘာဖလာအပီမှာဇီဒန်အနားယူပြီးလို့ကြေညာခဲ့ပြီးဇီဒန်ရဲ့နှုတ်ဆက်ပွဲမှာတော့စင်ဒီယာဂိုဘာနီဗျူးကပရိသတ်8000ကမော်ပညာအတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့စာတမ်းကိုကိုင်ဆောင်ပြီးဇီဒန်ကိုနှုတ်ဆက်ခဲ့ပါတယ်။အဲဒီနောက်တော့မက်ဒရစ်ကိုနီပြအဖြစ်နဲ့ပြန်ရောက်လာခဲ့ပြီးမက်ဒရစ်မှာချန်ပီယံလိသမိုင်းမှာတစ်ခါမှမရဘူးတဲ့။နှစ်ဆက်ချန်ပီယံဆိုတဲ့ပွဲကိုခရစ္စတီယာနိုရော်နယ်ဒိုဘန်ဇီးမာဘေးလ်စတဲ့ BBC တိုက်စစ် အတွဲနဲ့အတူရယူခဲ့ပါတယ်။ ချန်ပီယံလိကအဲ့ဒီမတိုင်ခင်နှစ်နှစ်စလိုက်မရဘူးလို့ချန်ပီယံလိဂျိန်စာလို့နာမည်တထားတာကိုဇီဒန်ကချိုးဖြတ်ဖြစ်ခဲ့ပါတယ်ဒီတော့ဇီဒန်ကကလပ်အသင်းနဲ့ရောနိုင်ငံအသင်းနဲ့ပါအောင်မြင်ခဲ့တဲ့အပြင်နီးပြပွားမှာပါအောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်တစ်ချိန်ကခွဲခြားဆက်ဆံခဲ့ရတဲ့ immigrant ဘွားကနေပြင်သစ်တနိုင်ငံလုံးအတိမတ်ပြုခံရတဲ့သူဖြစ်လာခဲ့ပါတယ်ဆင်းရဲတဲ့မိသားစုတွေကဂုဏ်ယူရတဲ့သားဖြစ်လာခဲ့ပါတယ်ဇီဒန်ပြောခဲ့တဲ့စကားလေးပါ ကျွန်တော်ဘောလုံးကညာဖဏမရှိလို့စိတ်ပြက်ခဲ့ရတဲ့အခိုက်အတန့်မှာခြေထောက်မရှိတော့တဲ့သူကို တွေ့ပြီး "तू တော်တော်ချမ်းသာနေပါလား"ဆိုပြီးတွေးမိခဲ့ရတာကစာစူးစမ်းဖြစ်ခဲ့တာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးနဲ့ဆက်ပြီးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုလေး technical analysis ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီး YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ